အမျိုးသမီးတွေရဲ့ဘဝမှာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိဖို့ကအမှန်တကယ်လိုအပ်ပါတယ်။လက်ရှိစစ်မှတ်ပဋိပက္ခတွေနဲ့မြန်မာနိုင်ငံမှာအမျိုးသမီးဘဝလုံခြုံရေးအခြေအနေကဘယ်လိုရှိနေပါသလဲ။ဘာတွေကချင်းချောက်နေပါသလဲ။2021ခုနှစ်အလွန်စစ်မှတ်ပဋိပက္ခတွေကြားကအမျိုးသမီးဘဝလုံခြုံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီနေ့လူငယ်အတန်းစကားဝိုင်းမှာဆွေးနွေးသွားကြပါမယ်။လူငယ်ရဲ့အတန်းလူငယ်ရဲ့အတွေးအမြင်တွေကိုတင်ဆက်နေကြ DV လူငယ်အတန်းအစီအစဉ်ကနေ မတူကွဲပြားစုံလင်ကွဲပြားတဲ့တိုင်းရင်းသားလူမျိုးစုတည်တည်ကလူငယ်တွေပါဝင်ဆွေးနွေးကြတဲ့ဇက်ကဝိုင်းပုံစံတွေနဲ့တင်ဆက်နေတာဖြစ်ပါတယ်။ဒီနေ့ဇက်ကဝိုင်းမှာပါဝင်ဆွေးနွေးမဲ့သူတွေကတော့ CDM တရားသူကြီးဒေါ်နဒီဝင်းလေနောက်ထပ်တစ်ယောက်ကတော့ဒီကင်နီဒေတာမြေပြင်ကနေပြီးတော့ဗောနော်ကျမတို့ဒီနေ့ဇက်ကဝိုင်းကို online ကနေပြီးတော့ပါဝင်ဆွေးနွေးပေးတယ်ဗောနော်ဒီအာထဲဖို music landing center တီထောင်သူလည်းဖြစ်အာလူမျိုးစုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ဒီ KG ထအဖွဲ့အစည်းရဲ့လူငယ်ဥက္ကဋ္ဌလည်းဖြစ်တဲ့မော်ဖရင်းမြာတို့ဖြစ်ပါတယ် မင်္ဂလာပါအားလုံးပဲတွေ့ရတာဝမ်းသာပါတယ်အရင်ဦးဆုံးအနေနဲ့ပေါ့နော်ဒီစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာအာကိုလှုပ်ရှားဆောင်ရွက်ဖြစ်ခဲ့တာလေးကိုအချင်းချုပ်ပြောပြပေးဖို့ ਨੇ လက်ရှိမှာရောအာဘာတွေလှုပ်ဖြစ်နေတယ်လဲဆိုတာပေါ့နော်အာကျမတို့ online ကညီမလေးကိုအရင်ဆုံးအာအလှည့်ပေးလိုက်ချင်ပါတယ်အဲကျမကျမကပေါ့နော်လက်ရှိဒီ greenly မှာပေါ့နော်ဒီ table music learning center ကိုအဲကျမတိထောင်ထားပါတယ်ပြီးတော့ဒီ အာဒီကေရှိချာကေရလီဖူလူငယ်ပေါ့နော်ရှမ်းတောင်ကေရလီဖူလူငယ်မှာလည်းလူငယ်ဥက္ကဋ္ဌအနေနဲ့အာတာဝန်ယူထားပါတယ်ပေါ့နော်ဟုတ်ဒါဆိုရင်ဒီမှာရောက်ရှိနေတယ်ပေါ့နော် CDM တရားသူကြီးဒေါ်နဒီဝင်းလဲကရောပြောပြပေးပါမင်္ဂလာပါကျမကတော့ဒေါနဒီဝင်းလဲဖြစ်ပါတယ် CDM တရားသူကြီးပါကျမမြန်မာနိုင်ငံနေပြီးတော့ထိုင်းနိုင်ငံတွေကိုရောက်လာပြီးရဲ့နောက်ပိုင်းမှာတော့အာဒီနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အောက်မှာ legal specialist အဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့တာရှိပါတယ်အဲဒီနောက်ပိုင်းမှာတော့ကျမဒီ ဟို Raya Traditional Music ဆိုရဲဒုရီယာပစ္စည်းရောင်းတဲ့ဆိုင်လေးကိုလည်းဖွင့်ထားတယ်ပေါ့စီးပွားရေးအနေနဲ့ကတော့လက်ရှိမှာတော့ကျွန်မနိုင်ငံတကာအဖွဲ့အစည်းနောက်တက်တစ်ခုရဲ့အောက်မှာအာ legal advisor ဖြစ်နေလဲတာဝန်ထမ်းဆောင်နေရရှိပါတယ်ရှင့် ဒီတော့2021ခုနှစ်ဒီစစ်အာဏာသိမ်းမှုမတိုင်ခင်မှာအမျိုးသမီးတွေရဲ့ဘဝလုံခြုံရေးအခြေအနေကဘယ်လိုမျိုးရှိခဲ့တယ်လဲပေါ့နော်နောက်ပြီးတော့ဒီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာရောဒါတွေကဘယ်လိုမျိုးအခြေအနေရှိလဲဘယ်လိုတွေပြောင်းလဲသွားတယ်လဲဆိုတာအရင်ဆုံးဆွေးနွေးမယ်ပေါ့နော်ဒီတော့ CDM တရားသူကြီးတယောက်ဖြစ်တဲ့ Donald D ဝင်းလေးကအရင်ဆုံးပြောပြပေးပါအောင်ဒါအမျိုးသမီးတွေရဲ့ဘဝလုံခြုံရေးမှာဆိုရင်ဒါအာအဓိကချင်းချောင်းနေတဲ့အကြောင်းအရာတွေမှာဒါလိမ်ပိုင်းဆိုင်ရာထိပါနောက်ရှက်မှုတွေကလည်းဒါ ဟိုအဓိကစိန်ခေါ်မှုဖြစ်တယ်ပေါ့နော်ဒီတော့ဟိုနိုင်ပိုင်းဆိုင်ရာထိပါနှောက်ယှက်မှုဆိုတာဗာလဲပြီးတော့ဒီ2021ခုနှစ်စစ်အာဏာသိမ်းမှုမတိုင်ခင်နဲ့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာဒီလိုမျိုးအမျိုးသမီးတွေအပေါ်နိုင်ပိုင်းဆိုင်ရာထိပါနှောက်ယှက်မှုတွေကအာအခြေအနေတွေဘယ်လိုမျိုးတွေ့ရလဲပေါ့နော်ဘယ်လိုမျိုးတွေအာကွဲပြားမှုပြောင်းလဲမှုတွေရှိလဲရှင့်ဟုတ်ကဲ့အာနိုင်ပိုင်းဆိုင်ရာထိပါနှောက်ယှက်မှုဆိုတဲ့နေရာမှာကျမတို့က ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ physical ဘက်ကိုပဲအသားပေးထားတာပေါ့နော်နိုင်ငံတကာစံနှုန်းတွေအရဆိုလို့ရှိရင်တော့ကျမတို့ကလူကိုလာထိမှမဟုတ်ဘူးဟို overly ပေါ့နော်ကျမတို့နှုတ်နဲ့ပြောတာတွေလည်းပါတယ်နောက် online ကနေပြောတဲ့ဟာတွေဒါပဲဆို AI တွေမှာပါလာပြီပေါ့နော် psychology ကအစပါတယ်ကျမတို့စိတ်ပိုင်းဆိုင်ရာပေါ့ဒါပေမဲ့ဒီမြန်မာနိုင်ငံအနေနဲ့ကကြတော့ဒါတွေနဲ့ပတ်သက်ပြီးတော့ international convention ဖြစ်တဲ့ CEDAW ကိုလက်မှတ်ဟိုလေးထုတ်ထားတယ် redefine လုပ်ထားတယ်ဒါပေမဲ့ localized law အနေနဲ့လုပ်ထားတာမရှိဘူးပေါ့နော်မရှိဘူးလက်ရှိမှာမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့အာဘာ င်းတဲ့ရေယူဆောင်ရွက်နေလဲဆိုလို့ရှိရင်ဒီပုံမှန်3 5 4ပေါ့ရာသက်တက်ကြီးပုံမှန်3 5 4ရေယူဆောင်ရွက်နေရရှိရဲဒါပေမဲ့ဒီ3 5 4ရဆိုလို့ရှိရင် assault ပေါ့နော်လက်ရောက်မှုလုံးမှာဒါမှမဟုတ်ဒီရာဇဝတ်မှု ဒါဆိုရင်မကင်းတဲ့အနိုင်ထက်ပြုမှုပေါ့နော်။ဒါမျိုးလုံးမရေးယူနိုင်တာထောင်းတဲ့နှစ်နှစ်အထိပေါ့နော်။ဆိုတော့ဒီမှာဆိုလို့ရှိရင် definition အရင် vague ဖြစ်နေရရှိရဲ့။ဆိုတော့အသေးစိတ်ဆွေးနွေးနိုင်တာမရှိဘူးပေါ့။နောက်တစ်ခုကပုံမှန်509ပုံမှန်509ကကြတော့ကျမတို့ဒီစကလုံးနဲ့ဖြစ်စေပေါ့နော်။အမူအရာနဲ့ဖြစ်စေမျိုးသမီးတွေရဲ့ကာယအင်ဒရီကိုစော်ကားတာအတွက်ပေါ့နော်။ဒါဆိုလို့ရှိရင်လည်းထောင်းတဲ့တစ်နှစ်အထိပေါ့။ဆိုတော့ထောင်းတဲ့အားဖြင့်လည်းအရင် light ဖြစ်နေအောင်တွေ့ရတယ်လို့ definition မိုင်းမှာလည်းအတိအကျဖော်ပြထားတာမရှိဘူးပေါ့။ တော့နောက်တစ်ခုကကျတော့ကျွန်တော်တို့မရင်းမှုဖြစ်တဲ့ပုံမှန်3ခွန်6ပေါ့နော်မရင်းမှုမှာဆိုလို့ရှိရင်နိုင်ငံတကာစံနှုန်းတွေအရကျွန်တော်တို့ကအာဒီ consent ပုံမှန်အခြေခံတယ်ဆိုတော့ဟိုကိုယ့်ရဲ့အိမ်နောက်ဘက်ဖြစ်နေစေဦးတော့သဘောတူညီချက်မရှိဘူးဆိုကျွန်တော်တို့မရင်းမှုပဲဒါပေမဲ့မြန်မာနိုင်ငံမှာကျတော့ကျွန်တော်တို့မရင်းမှုမှာဟိုကသူက exception ထားထားပြီးတော့အသက်15နှစ်အောက်မဟုတ်တဲ့ကိုယ့်ရဲ့အမျိုးသမီးကိုဆက်ဆံရင်ကျွန်တော်တို့က consent မရှိရင်လည်းမရင်းမှုမမြောက်ဘူးပေါ့နော်ဒါ2019မှာတော့ပြင်ဆင်ချက်တော့ရှိခဲ့ပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီနိုင်ငံတကာစံနှုန်းတွေလည်းမကိုက်ညီသေးဘူးပေါ့ဆိုတော့အရင်တော့ကတော့ကျွန်တော်တို့ဒါကိုကိုက်ညီအောင်ဆိုပြီးတော့စီတော့ကို localize လုပ် ုပ်ဖို့အတွက်ဒီအမျိုးသမီးတွေရဲ့အခွင့်အရေးတွေကောက်ွယ်ဖို့ပေါ့နော် POVW ဆိုရဲဥပဒေမူကြောင်း2020ခုနှစ်အာဏာမသိမ်းခင်မှာအာဒါရေးဆွဲဖို့အလုပ်တယ်ဘီလ်ဖြစ်သွားပြီပေါ့နော်နိုင်ငံပိုင်သတင်းစာတွေမှာပါလာပြီလွှတ်တော်မှလည်းတင်သွင်းထားပြီဆိုတော့ဆက်သွားမယ့်အခြေအနေမှာအာဏာသိမ်းသွားတယ်အာဏာသိမ်းသွားတဲ့အခြေအနေမှာတော့ကျွန်တော်တို့စစ်တပ်ဘက်ကအမျိုးသမီးတွေပေါ်မှာဒီလိုလိမ့်မဲဆိုင်နှောက်ယှက်မှုတွေလက်ကင်ထုတ်တစ်ခုအနေနဲ့တုံးတာဆိုတော့တို့တို့ကဒါကိုဆက်မလုပ်တော့ဘူးဟုတ်ကဲ့ပါ အာဒါဆိုရင်ဒီမော်ဖရီးမြာပေါ့เนาะဒီ2021ခုနှစ်စစ်အာဏာသိမ်းမှုမတိုင်ခင်နဲ့အာအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာပေါ့ဒီလိုမျိုးအမျိုးသမီးတွေအပေါ်လိမ်မိုင်းဆိုင်ရာထိပါနှောက်ယှက်မှုတွေပေါ့ကိုရိုင်းလဲဒါမြေပြင်မှာလှုပ်ရှားဆောင်ရွက်နေတဲ့အမျိုးသမီးငယ်တယောက်ဖြစ်တဲ့အတွက်ပေါ့အာကိုရိုင်းကြုံတွေ့ရတဲ့အတွေ့အကြုံတွေရောနောက်ပြီးတော့ကိုမြင်တွေ့ရတာတွေရောဘယ်လိုမျိုးရှိလဲပေါ့အဲ့ဒီအာဏာမသိမ်းခင်ကတော့ဒီလိုမျိုးရာဇဝတ်မှုတွေကိုကြုံရတဲ့ခါကြလို့ရှိရင်အဲတယောက်တည်းရဖြစ်ရှင်းနိုင်မှုကတွေ့ရတယ်ဒါပေမဲ့အနေချင်းသာရှိနေတယ် သေးတယ်ပေါ့နော်ဒါပေမဲ့ဒီအာနာသိပြီးရနောက်ပိုင်းဒီ creamy မှာဆိုလို့ရှိရင်အဲကျမတို့ကဒီအာနာသိထားတဲ့အလျပေါ့နော်တရားဥပဒေစုံမှုမှုကလည်းအရာအားနေနေတယ်ပေါ့နော်ဆိုတော့ကျမတို့ရဲ့ဒီလိုမျိုးလိမ်ပိုင်းဆိုင်ရာအကျူးလွန်ခံရတာပဲဖြစ်ဖြစ်တခြားအဲတခြား case တွေကြုံရတာပဲဖြစ်ဖြစ်ကျမတို့မှာတရားဥပဒေနဲ့ဖြေရှင်းနိုင်ဖို့ကအရန်ကိုခက်ခဲနေသေးတယ်ပေါ့နော်ပြီးတော့ဒီလိုချုပ်ရေးကြောက်မှုလို့ပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့ရဲ့ဒီ CSO ဖွဲ့စည်းတရားနေပဲဖြစ်ဖြစ် NGO ဖွဲ့စည်းတရားနေဖြစ်ဖြစ် UND UN agency ကနေပဲဖြစ်ဖြစ်ဒီလိုမျိုးတွေကိုကူညီထောက်ပံ့ပေးဖို့အတွက်ကြတော့တို့တို့တွေကအများကြီးခက်ခဲဖြစ်တယ်ပေါ့နော်အဲကျမတို့ကိုယ်တိုင်ချုပ်တွေ့နေရတဲ့အခက်အခဲတွေမှာဖြစ်တဲ့ရင်တပ်ဖွဲ့မှာပဲဖြစ်ဖြစ်ဆိုကျမတို့မှာအဲဒါဥပဒေနဲ့ဖြည့်ရှင်းဖို့အတွက်ကြတော့ကျမတို့မှာတကယ်ပဲအများကြီးအခက်အခဲနဲ့လိုအပ်ချက်တွေအများကြီးရှိသေးရလို့ပေါ့နော်ဟုတ်ကျမတို့ကအဲ့လိုမျိုးအများကြီးမြင်ရပါတယ်ပေါ့ဟုတ် ဟုတ်ကဲ့ပါဒါဆိုရင်ပေါ့နော်ကရင်နီမှာဆိုရင်အခုဆိုရင်ဒါစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိတယ်စစ်ကြောင်းထိုးတာတွေတိုက်ပွဲတွေပေါ့နော်ဒီလိုမျိုးအာနေမြင်မငိမ့်တတ်မှုမငိမ့်ချမ်းမှုတွေကြားရရနေပြီးတော့ပေါ့နော်အာအလုံးကဒါအမျိုးသမီးအမျိုးသားကလေးအာမလုံးမချုံဖြစ်နေကြတာပေါ့နော်ဒီလိုအခြေအနေကြီးကြားထဲမှာဒါအအမျိုးသမီးတွေရဲ့လိမ်ပိုင်းဆိုင်ရာထိပါအာနောက်ဆက်ခံရမှုတွေကဘလောက်ထိတောင်မှဖြစ်နေလဲပေါ့ပြီးတော့ဘယ်လိုမျိုးတွေဖြစ်နေတာတွေတွေ့ရလဲအာအဲ့ဒါကိုလည်းပြောပြပေးပါဦး အာကျွန်မတို့ဒီဂရီနီမှာပေါ့နော်လက်ရှိဒီစစ်ကောင်စီအာဏာသိမ်းပြီးရဲ့ကာလနောက်ပိုင်းဒီလေချောင်းရံကနေပဲဖြစ်ဖြစ်ဒီစစ်တောင်ထိုးတဲ့ရန်တွေကနေပဲဖြစ်ဖြစ်ဒီလိုမျိုးအရက်သားတွေကနေပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးအမျိုးသမီးတွေရဲ့လိမ်ပိုင်းဆိုင်ရာထိခိုက်မှုတွေမှာပဲဖြစ်ဖြစ်အများကြီးကျွန်မတို့မှာအဆောင်းလာဖြစ်တဲ့လိုမျိုးပေါ့နော်အခက်အခဲအများကြီးရှိရပေါ့နော်ဆိုတော့အဲကျွန်မတို့ WLP တန်ရအောင်ကြည့်ရမယ်ဆိုလို့ရှိရင် ဒီလိုမျိုး GPV case တွေက938ခုလောက်ကျမတို့တွေ့ရတယ်ပေါ့เนาะဒီ theme မှာဒီ green မှာကအများဆုံးဖြစ်နေတယ်ပေါ့เนาะ365 case ရှိတယ်ပေါ့เนาะဆိုတော့ကျမတို့ဒီအနာသိတဲ့ကာလမှာဒီလိုမျိုးအာပြောမယ်ဆိုလို့ရှိရင်မလုံခြုံတဲ့ဂျားတွေမှာဆိုလို့ရှိရင်တရားဥပဒေတွေအာဒီ IC ဂျားကလာတွေအာအချို့ရေးစရာတွေ ီးတော့ဒီလိုမျိုးတရားဥပဒေတွေပေါ်ထွက်လာပြီးမြဲကျွန်တော်တို့မှာဒီလက်လမ်းမမီရဲ့နေရာတွေရှိရဲစမတ်ဖြစ်ပွားနေရဲ့နေရာတွေအများကြီးရှိနေသေးရဲဒါကြောင့်မလို့ဒါဒီတရားဥပဒေအတိုင်းတော့ဖို့ကြတော့ကျွန်တော်တို့အတွက်အများကြီးအခက်ခဲရှိနေသေးရဲပေါ့နော်နောက်ချက်အနေနဲ့ကဒီကာလမှာတကယ်လို့လည်းပိုက်ဆံရာကျူးလွန်ခံရတာပဲဖြစ်တခြား case ကျူးလွန်ခံရတဲ့အခါမှာဆိုလို့ရှိရင်အမ်ဘယ်သူကျူးလွန်လဲဆိုတော့ပေါ့ကျူးလွန်သူရဲ့အပေါ်မှာမူတည်ပြီးတော့အဖြေကပြောင်းလဲသွားတယ်လို့တော့ကျွန်မမြင်တယ်ပေါ့နော် အာလက်ရှိမှာဆိုရင်ဒါ KNL လိုဒေတာမှာဆိုရင်ဒါ IEC ရဲ့အုပ်ချုပ်မှုနဲ့တွားနေတာမျိုးတွေရှိတယ်ပြီးတော့ဒီ NUG အစိုးရလက်အောက်ခံတပ်တွေအာစုမှုတဲ့နေရာမျိုးတွေရှိတယ်ပြီးတော့ဒီအာစစ်ကောင်စီတပ်ဒီရန်ကုန်လိုမြို့ကြီးတွေမှာစစ်ကောင်စီတပ်အာစုမှုတာမျိုးတွေရှိတယ်တချို့နေရာတွေမှာဒါပြူစောတိတွေအတချို့နေရာတွေမှာဒေတာကာကွယ်ရေးတပ်ဖွဲ့တွေပေါ့နော်အာပြီးတော့ဒီနိုင်ငံတွေကလူငယ်တွေကပေါ့ဒီထိုင်းတို့မလေးရှားတို့တခြားနိုင်ငံတွေကိုအာရွှေ့ပြောင်းရတာမျိုးတွေရှိလာရတယ်ပေါ့နော် အခြေအနေကအရန်ကိုရှုပ်ထွေးလာတယ်ပေါ့အော်ဒီလိုအခြေအနေမျိုးမှာဒီနယ်မြေဒေသအလိုက်အာကွာခြားသွားတဲ့အခြေအနေတွေပေါ်မူတည်ပြီးတော့အမျိုးသမီးတွေအာလိမ်မိုင်းဆိုင်ရာထိပါနောက်ဆက်ခံရမှုအခြေအနေတွေရောဘယ်လိုမျိုးတွေတွေ့ရလဲပေါ့ဒါကိုလည်းဆက်ပြီးတော့ဆွေးနွေးစေချင်ပါတယ် မြန်မာပြည်တွင်းမှာပေါ့နော်မြန်မာပြည်တွင်းမှာစစ်တပ်ရဲ့လက်အောက်မှာကြာတော့ကျွန်တော်တို့အရင်တုန်းကအခြေအနေနဲ့ခုနကတော်တော်လေးကွာခြားသွားပြီပေါ့နော်။ဘာလဲဆိုတော့အရင်တုန်းကဒေကစစ်တပ်ကဒီကျွန်တော်တို့စစ်ဖြစ်တဲ့နေရာတွေမှာဒါမှမဟုတ်အဲ့လိုမျိုးပေါ့တိုင်းရင်းသားဒေသတွေဆိုမှပိုခံရတာပေါ့နော်။အဲ့လိုနေရာတွေမှာဆိုလို့ရှိရင်တို့ဒီလိမ်မိုင်းဆိုင်ရာကျူးလွန်မှုတွေကိုတို့ရဲ့ဟို weapon တစ်ခုအနေနဲ့ပေါ့နော်လက်နက်တစ်ခုအနေနဲ့ကိုတုံးကြတာရှိရယ်။ဒါပေမဲ့ဘလို့ပဲတုံးတော့ကျွန်တော်တို့အာဏာမသိမ်းခင်မှာစစ်တပ်နဲ့ရဲသားဆိုရနဲ့ဟာ constitution ရဲ့ check and balance သွားနေရ။အဲ့အတွက်ကြောင့်ဟိုအတ ိုင်းတာတစ်ခုတည်းဟိုတို့ရောဟိုတို့အထက်မှာဘယ်သူမှမရှိဘူးဆိုတော့အခြေအနေမျိုးမဟုတ်နေဘူးပေါ့နော်ဟိုအာနာသိမ့်ပြီးရနောက်ပိုင်းမှာတော့တို့ကဟိုတို့ဒါလင်ဘေးရန်လောက်ထားတာဆိုတော့ဟိုဘယ်သူမှတို့ကိုလာကင်တွယ်လို့လည်းမရဘူးအကြံပေးလို့လည်းမရဘူးနိုင်ငံတကာအဖွဲ့အစည်းတွေလည်းလက်မခံတယ်လို့ CSO တွေကိုလည်းမကြိုးစို့ဘူးဆိုတော့အမြေပြင်မှာတော့ပြီးတော့ဟိုတို့တို့ civilian ခုတ်တင်မှာစစ်ဆေးရမှာပေါ့နော်တကယ်တမ်းကျတော့ဒီလိမ်မဲဆိုင်ရာအမှုတွေကို civilian ခုတ်တင်မှာစစ်ဆေးရမှာဒါပေမဲ့အာတရားဒီဟိုပါပေါ့စစ်တပ်ကကျတော့တို့က defense service at a ya ဆိုပြီးတော့ဟိုတို့ရဲ့ စစ်ခုံရုံးတွေမှာလည်းစစ်ဆေးနေရရှိတယ်ပေါ့နော်ဆိုတော့ဒါကတော့တို့ defense service at အရာလို့တို့ကပြောတယ်ဆိုတော့နိုင်ငံတကာမှာလည်းအရင်တော့အဲ့လိုပဲဒါပေမဲ့အခုနောက်ပိုင်းမှာဟို Philippines ပေါ့နော်အနီးစပ်ဆုံးဆို Philippines တို့နောက် South Africa တို့မှာဒီတွင်းတွင်းကျကျကို defense service at ကိုပြင်ဆင်နေကြပြီပေါ့နိုင်ငံတကာလူခွင့်ရေးစံနှုန်းတွေနဲ့ညီအောင်ပြင်ဆင်နေကြတယ်ပြင်ဆင်ပြီးတော့မှဒီတကယ်တမ်းကျတော့သူစစ်တပ်ထဲမှာစစ်တိုင်ရင်ဖြစ်တဲ့အမှုတွေတော့တို့ရှိမှာစီးရင်ဒါပေမဲ့တကယ် crime တွေပေါ့လူခွင့်ရေးကိုအကြီးအကျယ်ထိခိုက်စေနိုင်တဲ့ crime တွေ sexual offense တွေအပါအဝင်ပေါ့နော်ဒါတွေဆိုလို့ရှိရင်တော့အရက်သားတရားရုံးတွေကပဲစစ်ဆေးရမယ်ဆိုတာမျိုးပြင်ဆင်ထားတာ င်ရှိတယ်။ဒါပေမဲ့စစ်တပ်ကဒါတွေကိုလိုက်နာခြင်းမရှိဘူး။ဆိုတော့ဘာ transparency မှမရှိဘူး။ကိုကခံလိုက်ရရင်တော့မှစိတ်စိတ်နေနေရတဲ့အခြေအနေမျိုးတွေပြည်တွင်းမှာအများကြီးဖြစ်နေရပေါ့။ဆိုတော့ time မှာဆိုရင် shift ပေါင်းလာကြတဲ့ဒီတွေမှာကျွန်တော်တို့ဘယ်နေရာမှာပဲရောက်ရောက်အမျိုးသမီးတွေလိမ်မဲဆိုင်ရာထိပါခံရတာတော့ရှိနေရပဲ။တကယ်ပါလုံးမှာဆိုကျွန်တော်တို့ one third ပေါ့နော်။သုံးပုံတပုံလောက်ကခံနေရတာဖြစ်တဲ့အတွက်ထိုင်းနိုင်ငံမှာလည်းရှိရပဲ။ဆိုတော့အချင်းချင်းလည်းရှိနိုင်တယ်လို့လူမျိုးခြားကလည်းရှိနိုင်တယ်။အဲ့ဒီအခြေအနေမျိုးမှာကျွန်တော်တို့မြန်မာတွေကဘာတွေရင်ဆိုင်နေရလဲဆိုတော့ နေဆက်ဒေတာတွေမှာဆိုပို့ဆိုးတယ်ပေါ့နော်ဟိုတရားမဝင်နေနေကြရတဲ့သူတွေများတယ်မြန်မာပြည်မှာဘလို့မှနေလို့မရလို့ဒါပြေးလာတာအဲ့တော့အဲ့ဒီလိုလူတွေကအကြောက်တရားရှိရယ်ခံရရင်တော့မှကျမတို့မတိုင်ရဲကြအောင်ငြိမ်ခံရတဲ့အခြေအနေမျိုးရှိတယ် အဲထိုင်းနိုင်ငံမှာတခုခုကိုကဟိုလိမ်မဲဆိုင်ရာအကြံဖတ်မှုပဲဖြစ်စေဘာပဲဖြစ်စေခံရတယ်ဆိုလို့ရှိရင်တခြားမှုပဲဖြစ်စေပေါ့နော်မတရားခံရတယ်လို့ထင်ဟိုကြောက်စရာမလိုပါဘူးဘာလို့လဲဆိုထိုင်းနိုင်ငံမှာ witness protection act ဆိုတာရှိတယ်အဲ့ဒီဥပဒေကသူကဒီတပ်တွေတွေကိုကာကွယ်ပေးပြီးသားပဲဆိုတော့တပ်တွေဆိုတဲ့နေရာမှာနစ်နာသူလည်းပါတယ်လာလာပြီးတော့တပ်တွေထွက်ဆိုပြီးမှတပ်တွေလည်းပါတယ်ဆိုတော့တကယ်လို့များအမှုကြီးတခုအတွက်ကိုကသွားတိုင်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီအမှုကိုလာတိုင်လိုက်လို့မင်းကတော့တရားမဝင်နေတာပဲဆိုပြီးမဖမ်းဘူးပေါ့နော်သူတို့ကအဲ့ဒီအရေးကြီးတဲ့နစ်နာမှုအတွက်ကိုကုစားပေးတာလေးရှိတယ် အကြောင်းအရာတွေကိုသေချာမသိတဲ့အတွက်เนาะဟုတ်ကဲ့ဟိုကိုကလည်းနေနာသေးတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးနှုတ်ဆက်ပြီးတော့နေနေကြတာနေနေကြတာအများကြီးရှိတယ်နော်ဟုတ်ဟုတ်တယ်အာတိုင်းတိုင်းဒေသတွေမှာဆိုလို့ရှိရင်ခု ကျမတို့ဒီအာဒီ green မှာဆို IC ဆိုရနေပြီးတော့ပေါ့နော် IC ဆိုရရတွေတက်လာပြီးတက်လာပြီးဆိုမှသူတို့ထုတ်သူတို့မှာဒီအာဥဒေတွေရှိလာတယ်ပြီးတော့တရားမဏ္ဍာတွေရှိလာတယ်ပေါ့နော်ဒါပေမဲ့ကျမတို့ဒီအာသူတို့က ဒီတည်ရင်တစ်ဖွဲ့တည်နေပြည်သူလူထုနဲ့ပေါင်းပြီးတော့ဒီလိုအဖွဲ့အစည်းတွေဖွဲ့လိုက်တယ်ဒါပေမဲ့ကျမတို့မှာလက်လန်းလက်လန်းမိနိုင်ဖို့အခွင့်အရေးကအရင်ကိုနေပါသေးတယ်ပေါ့နော်ဆိုတော့အဓိကတော့ဒီအဲဆင်မဖြစ်ပါတဲ့ဒေတာတွေမှာလက်လန်းမမီတဲ့ဒေတာတွေမှာဆိုလို့ရှိရင်ဒီလို case တွေကိုတိုင်ကြားဖို့အတွက်အများကြီးကိုအခက်အခဲရှိနေသေးတယ်ပြီးတော့ပညာပေးပညာအပညာပေးမှုစီစဉ်တွေလည်းနေပါသေးတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီဒီကကျလို့ခင်ရနေတဲ့သူတွေသူအနေနဲ့ကဒါကိုတိုင်ကြားဖို့သူတို့မှာလည်းနည်းနည်းပါးပါးဘယ်လိုတိုင်ကြားရမလဲဘယ်လိုချိန်ဆက်ဆောင်ရရမလဲအဲဆိုတဲ့ မျိုးတွေလည်းသူတို့မှာသိရှိမှုကနေပါနေသေးတယ်လို့တော့ကျွန်မမြင်တယ်ပေါ့နော်။အဲပြီးတော့ဒီအန်ယူဂျီအနေနဲ့ကျွန်မပြန်ကြည့်ရမယ်ဆိုလို့ရှင်လည်းအန်ယူဂျီအနေနဲ့ကလက်ရှိဒီတကယ်စစ်ပြင်းထန်နေတဲ့အတွက်ပြင်းထန်နေတဲ့ဒီကရင်းဒီတို့လိုမျိုးတို့ဒီချင်းတို့စကိုင်းတို့ကချင်တို့ဖက်မှာရောက်ရှိဖို့ကအရန်ကိုအားနေနေရလို့တော့ကျွန်မမြင်တယ်ပေါ့နော်။ဆိုတော့ အာဒီဒီလိုဖျက်ချင်ချောင်းရင်ကြလဲတို့မှာအဖွဲစီဖွဲစီမှုကအသိအစင်မပြေသေးရကြလဲဖြစ်ကောင်းဖြစ်မယ်အပြီးတော့တို့ကပြီးတော့နောက်ချက်နေတဲ့ကနိုင်ငံတကာရဲ့မူပေါင်းရင်းနဲ့လိုက်ပြောညှိရနိုင်တာလဲဖြစ်ကောင်းဖြစ်မယ်အနောက်ချက်ကဒီလိုမျိုးအာတတိအထောက်အထားတွေကိုတို့ကဦးစားပေးဆုဆောင်နေရလို့ဘေးစမမြင်နေပေါ့နော်ဆိုတော့ဒီအန်ယူဂျီအစိုးရအနေနဲ့ဒီအာလိန်ပိုက်ဆိုင်ကိစ္စအတွက်တရားဥပဒေအရအာ ချပြရမယ်ဆိုလို့ချင်းကျွန်မအနေနဲ့ကသူတို့ကအလက်ရှိမှာမြေပြေကိုရောက်နေတယ်ဆိုတာထဲအနာဂတ်မှာငင်းချမ်းမှုအရှိခတ်မှုအစ်စ်ကိုရေးဆွဲနေရလို့ပဲကျွန်မကမြင်သေးတယ်ပေါ့နော် မြင်တယ်ပေါ့နော်အပြည့်ဒီ SSC တွေနေလည်းပြောရမယ်ဆိုလို့ချင်းလည်းသူတို့ကစစ်ကောင်စီတွေရပြတ်ထန်ထားတဲ့ဥပဒေကိုသူတို့ကစစ်တုံးနဲ့တကြောင်မလို့သိချတယ်အကျွန်မတို့ကတော့ဒီမြို့သမီးတွေနဲ့ကလေးတငယ်တွေအတွက်လိမ့်ပိုက်ဆိုင်ကိစ္စတွေနဲ့ပတ်သက်လို့ရှင်တော့တရားမျှတမှုရှိမယ်လို့တော့ကျွန်မကတော့မမြင်ဘူးပေါ့နော် အာပြီးတော့ကျမတို့ဒီတိုင်းဒါလန်နဲ့ကင်ပြီးပုံမှန်ဆိုလို့ရှင်လဲဒီ EAO ဒီမှာဆိုလို့ရှင်လဲသူတို့မှာချမှတ်ထားတဲ့အမူပေါင်းကြီးရှိတယ်။တည်ရင်တော့ဖွဲ့တွေမှာချမှတ်ထားတဲ့သူတို့ရဲ့မူပေါင်းကြီးရှိတယ်ပေါ့နော်။ဒါပေမဲ့အာပြဿနာကဘာဖြစ်လဲဆိုတော့အာဒီတည်ရင်တော့ဖွဲ့တွေမှာဖြစ်ဖြစ်ပေါ်တဲ့ကိစ္စတွေတချို့တွေမှာဆိုလို့ရှင်ဖုံးဖိခံရတယ်များတယ်။ရင်းမိတွေမှာဖြစ်ပေါ်တဲ့ကိစ္စတွေမျိုးဆိုဖုံးဖိခံရတယ်များတယ်။အာဘာကြောင့်လဲဆိုလို့ရှင်ရဲ့သူတို့ရဲ့တည်ရင်တော့ဖွဲ့တွေရဲ့အာ အဲတရင်တစ်ဖက်တွေရဲ့နမည်ဒီကြောက်လဲပါမယ်ပြီးတော့အထောက်ပံ့တွေထပ်ပြီးတော့ရော့နေသွားမှာဆိုလို့လေဆိုင်မယ်လို့တော့ကျွန်မထင်တယ်ပေါ့နော်အဲပြီးတော့အဲဒီလိုမျိုးရင်းမိတွေအနေနဲ့ကဒါအဲ့ဒီကိုသူတို့ချပြပိုင်ခွင့်မရှိဘူးဖြစ်ဆိုလက်နဲ့ကင်တယ်ဆိုလက်နဲ့ကင်နေဆိုတဲ့နေရာမှာဆိုလို့ရှိရင်အဲဒီဟာကိုချပြဖို့အတွက်သူတို့မှတိုင်ကြဖို့အတွက်သူတို့မှလည်းအခက်အခဲရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲအဲ့လိုမျိုးအဲ့လိုမျိုးတွေကျွန်မမြင်ရတယ်ပေါ့နော်ဒီလက်နဲ့ကင်တိုင်းတင်ရင်တက်ခွဲတွေမှာဆိုလို့ရှိရင်လည်းပေါ့နော်ဟုတ် တော့တစ်ဖက်မှာစစ်ကောင်စီကနေပြီးတော့ဟိုဒီလိုမျိုးစစ်ကြောင်းထိုးရင်းနဲ့မျိုးသမီးတွေအပေါ်လိမ်မိုင်းဆိုင်ရာကျူးလွန်တာတွေအာတက်ဖြတ်သွားတာမျိုးတွေဒါမျိုးတွေရှိတယ်လို့ပဲဒီတော်လှန်ရေးဘက်ကအာတော်လှန်နေတဲ့သူတွေထဲမှာလည်းဒါမျိုးတွေရှိနေတယ်ပေါ့အဲ့လိုအခြေအနေမျိုးမှာဒါတော်လှန်ရေးပေါ်လူလူယုံကြည်မှုကြဆင်းမှာစိုးရိမ်နေတဲ့အချက်နဲ့တူတူတိတ်တိတ်ဖုံးဖိလိုက်တာမျိုးတွေရှိနေတယ်ပေါ့ဒါတွေအပေါ်မှာရောဘယ်လိုမျိုးမြင်လဲရှင့် ျမတို့ကတော်လန်ရေးလုံးနေတဲ့သူတွေမှုလို့လူကောင်းကြည့်ပဲလို့ပြောလို့မရဘူးပေါ့အဲ့ဒီအချက်ကအရေးကြီးဆုံးအချက်ပဲဆိုတော့အဲ့လိုတိုသိကြရဲဆိုတဲ့နေရာမှာကျမရဲ့အမြင်ရဆိုလို့ရှိရင်တော့တော်လန်ရေးကိုအမြန်ပြည့်ပြတ်ချင်တဲ့ပြည်သူလူထုရဲ့လောဘပေါ့အဲ့ဒီလောဘကြောင့်လည်းပါမယ်ပေါ့နော်ပြည်သူလူထုကိုယ်တိုင်ကဒီလိုမျိုးတွေဆိုမမြင်လာခြင်းဘူးတည်င်းတွေမှာဒီလိုတည်င်းတွေဆိုမတက်လာစေခြင်းဘူးနိုင်ငံတကာပုံရိပ်ကြဆင်းမှလည်းကြောက်တယ်ထောက်ပံ့နိုင်လည်းကြဆင်းလာမှလည်းကြောက်တယ်အချင်းချင်းတွေးတွေ꿰ပြီးတော့ ဒီတော်လည်းရေးကအထမမြောက်ပဲနဲ့ပြီးသွားမှအောင်ကြောက်ကြရတယ်ဒါမှန်ကန်တဲ့နီလန်ကိုဟုတ်ပါမလားပေါ့နော်ဟုတ်တယ်အဲ့တော့အဲ့ဒါကိုစဉ်းစားရမှာပေါ့အဲ့တော့ဟိုစဉ်းစားရမှာတခုကကျမတို့ကဘာကြောင့်စစ်ကောင်စီကိုတော်လန်နေကြရလဲဆိုရင်ဟာနေစစဉ်းစားရမှာပေါ့ကျမတို့ကစစ်ကောင်စီတဲမှာလည်းလူတိုင်းကစိုးနေရတော့မဟုတ်ဘူးအများစုကစိုးနေလို့ကျမတို့တော်လန်နေရတာဖြစ်တယ်လူကောင်းတွေနဲ့တော့ချစ်ကောင်းရှိနိုင်မှာပဲဒါပေမဲ့အုပ်ချုပ်တဲ့သူတွေစိုးနေတဲ့အတွက်ကြောင့်ကျမတို့စနစ်ကောင်းတစ်ခုကိုမရလာတာဆိုတော့စနစ်ကောင်းတစ်ခုကိုရဖို့အတွက်တိုက်ထုတ်တဲ့နေရာမှာကျမတို့အနာဂတ် တိုင်းပြည်ကိုထူထောင်တဲ့နေရာမှာလူကောင်းတွေပဲပါလာဖို့လိုတယ်ဆိုတော့ tomorrow. ကိုတော်လန်နေတဲ့စစ်ကောင်စီရဲ့ဇယိုက်ဆိုးတွေကိုကိုရဲ့တော်လန်နေတဲ့တော်လန်ကြီးတပ်ဖွဲ့တွေမှာပါရှိနေမယ်ဆိုလို့ရှိရင်ဒါတော်လန်ကြီးတပ်ဖွဲ့ဖြစ်နေလို့ဆိုပြီးတော့ကျမတို့ဟိုဒါကိုဖုံးဖိတဲ့ဟာမျိုးအလုံးဝမလုပ်သင့်တဲ့အရာပဲပေါ့နော်ကိုရဲမှာလည်းမကောင်းတဲ့သူရှိတယ်ဆိုလို့ရှိရင်မကောင်းတဲ့သူကိုဘလို့ထိထိရောက်ရောက်ပြစ်ဒဏ်ပေးလိုက်လဲဆိုတာကိုဥပမာအနေနဲ့ကျမတို့ကစံနမူနာအနေနဲ့ဘလောက်ထိလူခွင့်ရေကိုလေးစားလိုက်နာလဲဆိုတာကိုနိုင်ငံတကာကိုလည်းပြတ်တာမယ်ဖြစ်တယ်လို့ပြည်သူတွေကိုလည်းပြတ်တာမှာဖြစ်တယ်တင်တော့ဒါမော်ဖရင်းမြာရောဒီအပေါ်မှာဘလို့မြင်လဲအခုလိုမျိုးအာတော်လန်ကြီးဘက်ကတော်လန်နေတဲ့သူတွေဒါအမျိုးသမီးတွေပေါ်လဲ င်ပိုင်းဆိုင်ရာအာထိပါနောက်ဆက်တဲ့အခါမျိုးမှာအခုလိုဖုံးပြီးပြီးတော့တူတူတိတ်တိတ်လှုပ်လိုက်တာဒါနီးမှန်လမ်းမှန်ဟုတ်ရလားဘယ်လိုမြင်လဲ တိမ်ပိုက်ဆိုင်ရာကိုထိပါဆော်ပါအစော်ကားတယ်ဆိုတော့ဒါဖုံးဖိထားလို့ရတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးတည်င်းကိုဒီလိုမျိုးအဲသူတို့အနေနဲ့ကဒီလူကြီးတွေကိုယ်တိုင်နဲ့ကအဖွဲ့အစည်းတွေကလူကြီးတွေကိုယ်တိုင်နဲ့ကလက်နက်ကင်တော်လှန်နေတဲ့လူကြီးတွေကိုယ်တိုင်နဲ့ကဒါတွေကိုတည်င်းကိုဖုံးဖိထားမယ်တည်င်းအမားကိုတွတ်မယ်ဆိုလို့ရှိရင်အဲကျမတို့ဒီအမျိုးသမီးတွေအနေနဲ့ကျမတို့ပြီးတော့ကျမတို့ဒီမှာရှိနေတဲ့ပြည်သူလူထုအနေနဲ့သူတို့ကိုဘယ်လိုဆက်ပြီးယုံကြည်ရမလဲဆိုတဲ့မိခွန်ကမိခွန်ထုတ်လာစရာဖြစ်သွားပြီပေါ့နော်ပြီးတော့ဒီအဲကျမအမြင်နဲ့ကဒီမှာတော်လှန်ရေးလုပ်နေရ ရလူတရားရခံတော့မှာမြို့သမီးနဲ့ကလေးတွေအရောက်တိတ်အရောက်မြို့သမီးနဲ့ကလေးတွေက90ရခံတော့မဲပတ်ဝန်းနေဆိုတော့ဆိုအောင်ဆိုပေါ့နော်အဲဒီလိုအချိန်ဒီမှာအဲဒီလိုမျိုးဒီမြို့သမီးတွေနဲ့ကလေးတွေရဲ့အရေးကိုသူတို့ကလက်လူရှုထားခဲ့မယ်ဆိုလို့ရှိရင်ဒီ90ရခံတော့လူသားတွေရဲ့လူသားတွေရဲ့အပိထောက်ခံမှုကိုသူတို့ဘယ်လိုမျိုးယူမလဲပေါ့နော်အဲလိုမျိုးကျွန်တော်ကတော့စဉ်းစားမိတယ်ပေါ့နော်အလိပ်ပိုင်းဆိုင်ရာဆော့ကားခံရတဲ့ခါမှာဖုံးပြရဆိုတာကဒါကလူခွင့်ကိုချိုးဖောက်တယ် ပြီးတော့ဒီအမျိုးသမီးတွေရဲ့တမိုးထားမှုတွေအမျိုးသမီးတွေရဲ့ကလေးတွေကိုတမိုးထားမှုတွေပြီးတော့အဲသူတို့တွေကို respect ပေးမှုတွေကအများကြီးကျဆင်ပြီးတော့ပြောရမယ်ဆိုလို့ရှင်တော့ကျမတို့ကမတရားမှုကိုမကြိုက်လို့ပုံတော့ဒီလိုမျိုးအဲဒီလိုတရားတဲ့ဖက်ကိုလိုချင်လို့ကျမတို့ကတော်လည်းရေလုံနေတာပေါ့နော်ဆိုတဲ့ခါမျိုးတွေမှာသူတို့ကအဲဒီလိုမျိုးကျမတို့ကိုမတရားသဖြင့်စီရင်ကျွလွန်သူကိုလည်းကျွလွန်တဲ့လောက်မချမှတ်ပေးဘူးပြီးတော့ကျွလွန်ခံရတဲ့သူကိုလည်းသူတို့ကအဲဆက်ပြီးတော့ အဲတာဝန်မယူပေးဘူးအဲဘေးပိုင်ဆိုင်ရာစိတ်ပိုင်ဆိုင်ရာရောတာဝန်မယူပေးဘူးဆိုရင်တော့ဒါကကျမတို့ကဘာတွေ့တော်လန့်နေတာလဲဆိုတော့မိကိုကျမတို့ပြန်ပြီးတော့မေးဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါဒါဆိုရင်တို့တွေ့တဲ့အတိုင်းပေါ့နော်ဒီလိုမျိုးတော်လန့်ရေးဘက်ကလူတွေကအာတော်လန့်ရေးဘက်ကဒါလူတဦးတယောက်ကအမျိုးသမီးတွေအပေါ်ဒီလိုမျိုးလိမ်မိုင်းဆိုင်ရာထိပါနောက်ရှက်ပါတယ်ဆိုတော့ကိစ္စကိုဒါလူသိရှင်ကြားဖော်ထုတ်ခြင်းအားဖြင့်ရောဒါလူတို့ရဲ့လူတို့ကဒီတော်လန့်ရေးအပေါ်ယုံကြည်မှုကိုကြဆင်းသွားစေတယ်ဆိုတာတော့ ါတကယ်ဟုတ်လားဗောဒီဘောဘယ်လိုမြင်လဲဗောအဲအဲ့ဒါတော့ခုနကကျမပြောခဲ့သလိုပါပဲဆိုတော့တချို့လူတွေကကြာတော့အဲ့လိုမြင်တာပေါ့ဒါလည်းသူတို့ရဲ့လောဘကြောင့်ပေါ့နော်မြင်မြင်ပြီးချင်းကြရဲအရာရာအဆင်ပြေချင်းပြီးဆိုရဲလောဘကြောင့်တော့ဟုတ်ကောင်းဟုတ်လိမ့်မယ်ဒါပေမဲ့ပြောင်းလဲကြည့်လိုက်ရင်သိသွားမှာပေါ့အခုလေကျမတို့ဟိုဒီအန်ယူဂျီလာအောက်မှာဆိုလို့ရှိရင်ဒီအာ ရဲဘော်တွေကနေပြီးရောပေါ့နော်တော်လန်ရေးဘက်ကရဲဘော်တွေကနေပြီးရောမှာကျိုးလွန်တဲ့ဟိုလိမ်မိုင်းဆိုင်ရာအမှုတွေလည်းရှိတာပဲကျွန်တော်တို့ဘယ်နေရာမှာမဆိုရှိတာပဲဆိုတော့အားလုံးလည်းတီးကြတာပဲရှိတာပဲဒါပေမဲ့အဲအရေးယူဆောင်ရွက်နေရတွေကျွန်တော်တို့မြင်ရတယ်ပေါ့နော်မြင်ရတယ်မြေပြင်မှာလည်း civilian ခုတ်တွေမှာဆောင်ရွက်နေရတွေအောင်ရှိတယ်ပေါ့တချို့မှုတွေဆိုရင်ပြီးသွားတာတွေအောင်ရှိရဲအယူခံအဆင့်တွေဖြစ်တဲ့အတွက်ကြောင့်တို့ဟိုထုတ်ပြန်ကြညာတာမဟုတ်သေးတာလားပေါ့နော်တချို့မှုတွေကြတော့လက်ရှိမှာဆောင်ရွက်ဆဲလို့ကျွန်တော်တို့ကြားသိရတယ်ပေါ့ဆိုတော့ဟိုမကြညာသေးတာလားမကြညာတော့တာလားတော့ကျွန်တော်တို့မသိဘူးတကယ်တမ်းကတော့အရေးယူဆောင်ရွက်နေရတော့ကျွန်တော်တို့ကြားရတယ်ဆိုတော့တကယ်တမ်းကိုတီလို့အရေးယူဆောင်ရွက်နေတဲ့ဟာ ကိုပြည်သူကိုကြကြဝုံးကိုပြတာလို့ရပြည်သူကဒါကိုမြင်တဲ့ခါမှာကျွန်တော်တို့နိုင်ငံတကာကပြည်သူကပိုအားကောင်းလာမှာအော်ဒီတော်လိုင်းအစိုးရကကိုယ့်လူတွေမှာမကောင်းတာတွေရှိနေလဲတိုက်ထုတ်တယ်ဒါမှကျွန်တော်တို့ကကြောက်ခစ်ကိုပြန်မရောက်ပါလိမ့်နော်ဆိုတော့အဲ့ဒါမျိုးကကျွန်တော်တို့အားရတယ်ကျွန်တော်တို့လူပြည်သူတွေကတော့အားရတယ်အာဟုတ်ကဲ့ဆရာကျွန်မလည်းထုံနီးသူလကောင်းပေါ့နော်ထောက်ခံနေပေါ့နော်အာဒီမတရားမှုကိုလောက်တဲ့ခါမှာအာအာ တဲ့ဥဒေရချမှတ်တောင်မျိုးကိုပဲကျမတို့ကလိုချင်တာပေါ့နော်ဖုံဖိတာမျိုးမလိုချင်ဘူးပေါ့နော်အပြောမယ်ဆိုလို့ရှိရင်တို့ချမှတ်ထားတဲ့ချမှတ်ထားတဲ့ဘောင်အတိုင်းတို့တည့်ရင်တက်ခွဲဆိုလို့တည့်ရင်တက်ခွဲလျောက်ဒီအစိုးရဆိုလည်းအစိုးရလျောက်တို့တည့်ရင်ချမှတ်ထားတဲ့တို့ရဲ့အာဒီတရားဥပဒေဘောင်အတိုင်းဒီစီရင်မှုဘောင်အတိုင်းကိုကျမတို့ကအာမြင်ချင်တယ်ပေါ့နော်တို့စီရင်ပြတာပဲကျမတို့မြင်ချင်တယ်အဲ့ဒါမှအနာဂတ်မှာကျမတို့ကျမတို့ပုံအပ်ထားရမယ်ကျမတို့ရဲ့အာ အဘဝတွေပြီးတော့ကျမတို့ရဲ့ပြည်သူလူထုရဲ့ဘဝတွေကိုကျမတို့ကရေယုံကြည်ကြည်နဲ့ကျမတို့ကအဆက်ပြီးတော့သူတို့ကိုအားကိုးနိုင်မှာမိခွနိုင်မှာပြီးဆိုလို့ရှိရင်လည်းကျမတို့ကျမတို့လည်းသူတို့နဲ့သူပူပေါင်းပါဝင်နိုင်တာပေါ့နော်ဟုတ်ကဲ့ပါနောက်ပြီးတော့ပေါ့နော်ဒီလိုမျိုးအမျိုးသမီးတွေအပေါ်လိမ်မိုင်းဆိုင်ရာအာထိပါနှောက်ယှက်မှုတွေပေါ့နော်ဒါကျူးလွန်နေဆိုတာမျိုးဒီကိစ္စမျိုးကဒါဆိုရှယ်မီဒီယာမှာရောဒီဟိုတက်လာတယ်ပေါ့နော်ဒီလိုမျိုး ဟိုလူလူကြောက်တက်လာတယ်ပေါ့ဒီတဲ့င်းကဒါပေမဲ့ဟိုသူကိုယ်တိုင်လည်းဝန်ခံထားတာမျိုးတွေရှိတယ်ပြီးတော့အဖွဲ့အစည်းတွေကလည်းဒါထုတ်ပြန်တာမျိုးတွေရှိတယ်ဒါပေမဲ့သူ့အပေါ်မှာထိထိရောက်ရေးယူတာမျိုးကျမတို့မတွေ့ရဘူးပေါ့နော်ဒီလိုအခြေအနေမျိုးတွေရောအာဘယ်လိုမြင်လဲပေါ့ဒါတွေကိုထိထိရောက်ရောက်လုံနိုင်ဖို့အတွက်ဆိုရင်ရောအာဘာတွေလိုအပ်မလဲပေါ့ဒီလိုမျိုးသူ့ကိုထိထိရောက်ရောက်မလုံလိုက်ခြင်းအပြင်ဒါနိနာသူအမျိုးသမီးတွေအပေါ်မှာရောဒါစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအရာဘယ်လိုတက်ရောက်မှုတွေရှိမလဲပေါ့ ဟုတ်ကဲ့အဓိကကတော့ဟိုပါဗောကျမတို့ဒီဒေါ်လာရေးအစိုးရရဲ့လက်အောက်မှာလဲ ဟိုစစ်ဘက်ဆိုင်ရာတရားရုံးနဲ့ရတားတရားရုံးဆိုပြီးရှိရပါပဲပေါ့နော်ဆိုတော့ကျမတို့ဒီမှာလဲထုံနေတူဆိုတာပဲကျမတို့ဘယ်မှုတွေကိုဘယ်နေရာမှာစစ်ဆင်းနေရဲဆိုတော့ကျမတို့အတိအကျပြည်သူတွေကမသိနေရဘူးပေါ့အရေးကြီးတာကတော့ကျမတို့ဒီနိုင်ငံတကာရဲ့လူ့ခွင့်ရေးစံနှုန်းနေနဲ့အညီဒီလိုအမှုမျိုးတွေဆိုလို့ရှိရင်ဟိုစစ်ဘက်ဆိုင်ရာတရားရုံးကနေပြီးတော့လုံးဝမစစ်ဆေးရဘူးပေါ့ရပ်ဘက်တရားရုံးကိုလွှဲရမယ်လွှဲကိုလွှဲရမယ်နောက်တစ်ခုရပ်ဘက်တရားရုံးနေမှာလဲကျမတို့ကဒီအမှုရဲ့အခြေအနေတွေကိုဟို ဖြစ်နေတဲ့ဟာတွေကိုဘလို့အရေးယူဆောင်ရွက်နေရဆိုတဲ့အရာတွေကိုကျွန်တော်တို့ social media ရောအပါဝင်ပေါ့နော်အော်ဒီလူထုကောင်းဆောင်တွေရပြောဆိုတဲ့ခါတွေမှာအစ statement တွေထုတ်တာအစကျွန်တော်တို့ဘလို့အရေးယူလိုက်ပါပြီဆိုတာမျိုးခြားပြဖို့လိုတယ် အဲ့လိုဆောင်ရွက်တဲ့နေရာမှာလည်းထိထိရရောက်ဆောင်ရွက်နိုင်မှုဆိုလို့ရှိရင်ကျမတို့မြေပြင်တရားရုံးတွေမှာအရေးကြီးတာကကျမတို့ဟိုရေးယူနိုင်ဖို့အတွက်က policy တွေ law တွေရှိဖို့လိုတယ်လေနော်အဲ့တော့ခုနကပြောသလိုပဲမြန်မာနိုင်ငံထဲမှာဆက်ပြီးတော့မသွားတော့တဲ့ bill လိုပုံစံမျိုးကိုနိုင်ငံတကာစံနှုန်းတွေနဲ့ညီတဲ့ဒီလိုအမှုမျိုးတွေဆိုဘယ်လိုဆောင်ရွက်မှာလဲဘယ်လိုရေးယူမှာလဲဆိုတဲ့ policy တွေ law တွေကိုရေးဖို့လိုအပ်တယ် interim ပေါ့နော် interim policy တွေ law တွေရေးဖို့လိုအပ်တယ်ဒါတွေရေးတဲ့နေရာမှာကျမတို့အမျိုးသမီးတွေကိုပါဝင်ပြီးရေးခိုင်းရမယ် survivor တွေပါပါဝင်ပြီးရေးရမယ်ဒါမှသာကျမတို့မျှတမယ်ပေါ့အဲ့ဒါတွေကိုကင်တွယ်ဆောင်ရွက်မဲ့တရားသူကြီးဥပဒေ ာရှိတယ်ပေါ့မြေပြင်မှာဆောင်ရွက်နေတဲ့သူတွေအနေနဲ့လည်းဟိုကျမတို့ဥပဒေတန်းန်းတွေပဲပေးတာမဟုတ်ဘဲね gender sensitive ဖြစ်တဲ့တန်းန်းတွေလည်းပေးရမယ်ကျမတို့ဒီလို gender based violence GBV အမှုတွေဆိုလို့ရှိရင်ဘလို့ဆောင်ရွက်မလဲဆိုတဲ့ဟာတွေလည်းပေးထားရမယ်ဒါ more premium မေးချင်တာကတော့ဒီလိုမျိုးမြေပြင်မှာရှိနေတဲ့သူတွေပေါ့အာတိုက်ပွဲတွေနေမြင်မခြင်းမငြိမ်သက်မှုတွေကြားနေပြီးတော့ဖြတ်တန်းနေရတဲ့အမျိုးသမီးတွေပေါ့နော်တစ်ဖက်မှာဆိုရင်လည်းဒါစစ်တပ်ကအာ ာတော်လှန်ရေးတပ်ဖွဲ့တွေဒီလက်နက်ကင်ထားတဲ့တော်လှန်ရေးတပ်ဖွဲ့တွေရှိရပေါ့ဒီလိုအခြေအနေကြီးးားမှာနေရတဲ့အမျိုးသမီးတွေအနေနဲ့အာသူတို့နစ်နာခဲ့တဲ့ဒီလိုမျိုးလိမ်မိုင်းဆိုင်ရာကျူးလွန်ခံရတဲ့အခါမျိုးမှာဒါတွေကိုထိထိရောက်ရောက်အေးမယူပေးနိုင်ဘူးဆိုရင်ဘယ်လိုမျိုးတက်ရောက်မှုတွေရှိစေမလဲပေါ့ဒီအမျိုးသမီးတွေအတွက် ဆိုတော့ဒီလိုမျိုးကိစ္စတွေမှာသူတို့ကတိတိမိမိအရေးမယူပေးနိုင်တဲ့အခါမှာဆိုလို့ရှိရင်အမျိုးသမီးတွေနဲ့ကလေးသိငယ်တွေအတွက်ကအာသူတို့ကဒီအာပြောရမယ်ဆိုလို့ရှိရင်တစ်ချက်နေတယ်ကျွန်မမြင်ရတာကသူတို့ရဲ့ကြောက်စိတ်တွေကပို့ပြီးတော့ရှိလာလို့တော့ကျွန်မမြင်တယ်ပေါ့နော်အာကြောက်စိတ်တွေပို့ရှိလာတယ်ပြီးရပြီးရနောက်တစ်ချက်နေတယ်ကလုံဖို့အတိုင်းဝန်းထဲမှာရှောင်ဖယ်ခင်ရတာမျိုးတွေကြုံရတယ်ဘာလို့လဲဆိုတော့ကျွန်မတို့ရဲ့လက်ရှိ greenie မှာပဲဖြစ်ဖြစ်ဒီတိုင်းတားဒီတားမှာပေါ့နော်အခုတတိရှေးရိုးဆိုရဲ delay ထုံတန်းတွေကအများကြီးရှိသေးတယ်ပေါ့နော်ဆိုတော့ ရှင်ယူနီနဲ့ဖြည့်ရှင်းလိုက်တယ်ဆိုတာဘယ်လိုမျိုးလဲဒီကေနီမှာပေါ့ဟုတ်ကဲ့ရှင်ယူနီနဲ့ဖြည့်ရှင်းတယ်ဆိုတော့ကသူတို့မီယူကလာတစ်သုံးလာတဲ့အဲတစ်ဆင်ပေါ့နော်ဥမာအဲဒီလိုမျိုးပတ်စံနဲ့တိုင်းနဲ့ကြည်အီးလိုက်တာမျိုးပဲဖြစ်ဖြစ်ဆန်နဲ့ပဲကြည်အီးလိုက်တာမျိုးပဲဖြစ်ဖြစ်အဲဒါမို့လို့ရှင့်အဲအတင်းအမျိုးသမီးဖက်က မိန်းကလေးဘက်ကသဘောမတူပါပဲလက်နဲ့အတင်းအတမလက်ထိပ်ယူခဲရတာမျိုးတွေပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေအဲတွေ့ရတယ်ပေါ့နော်ဒီနေ့သကဝိုင်းလေးတို့တော့ကျမတို့ဒီအမျိုးသမီးတွေလူမှုဘဝလုံခြုံရေးအတွက်သက်ဆိုင်ရာအဖွဲ့အစည်းတွေခေါင်းဆောင်တွေနဲ့ဒါလူမှုအတိုင်းဝိုင်းကိုအပြုတ်သဘောအကြံပြုခြင်းနဲ့အချက်ကလေးတွေကိုအကြံပြုရင်းနဲ့အဆုံးသတ်လိုက်ချင်ပါတယ်ဒါ CDM တရားသူကြီးဖြစ်တဲ့ဒေါ်နဒီဝင်းလေးကပြောပြပေးပါဆိုတော့ကျမတို့ပြည်တွင်းမှာရှိနေတဲ့သူတွေ ရှောင်ကျင်တိုင်းလည်းရှောင်လို့မရအောင်တချို့တွေလေဟိုအထဲမှာဆိုတားဆီးတာရှိနောက်ပိုင်းနိုင်ငံခြားတော့ထွက်ချင်တယ်ထွက်လို့မရတာမဟုတ်ပြေးချင်တယ်တော့ပြေးလို့မရတဲ့အခြေအနေမှာမပျော်တော့လဲနေနေရတဲ့အမှမမျိုးသမီးတွေအများကြီးရှိပါတယ်ဆိုတော့ဒီမျိုးသမီးတွေကဟိုအရင်တုန်းကတော့ကျမတို့ဒီရှိတဲ့ဥပဒေလေးကို interpret လုပ်ပြီးတော့သုံးနေကြသေးတယ်ပေါ့အနည်းဆုံးတော့သုံးနေကြသေးပေမဲ့ဟိုကျမတို့ဟိုတခြားမှုတွေမှာတော့အခုချိန်မှာတရားရုံးတွေမှာဆွဲနေလားမဆွဲနေလားတော့မသိဘူးဒါပေမဲ့သိကြတာကတော့စစ်ကောင်စီတက်တရားနေပြီးတော့မှဖြစ်ဖြစ်လုံခြုံရေးတက်တရားဖြစ်ဖြစ်ဒီအရေးဟိုပြုတ်လောက်တဲ့ဟာတွေပေါ့မှာ မျိုးသမီးဆိုင်ရာအကြံဖတ်မှုတွေပေါ်မှာတော့အေးအေးမှုလုံးဝမရှိဘူးပေါ့နော်တိုင်လဲမတိုင်တန်ရေဘူးဆိုတော့အင်မတန်ဟိုဒါနာကြီးနေရတဲ့အခြေအနေမှာငြိမ်နေရတာကိုကျမတို့နားလဲပါတယ်လို့ဒါတွေနဲ့ပတ်သက်ပြီးရင်ဖွင့်လို့ရတဲ့နေရာတွေအဖွဲ့အစည်းတွေအများကြီးရှိပါတယ်လို့နောက်တစ်ခုကကျမတို့ အာဒါဟိုဒီဟာတွေကိုကျမတို့ဒီအညူကြီးရဲ့အောက်မှာဆိုလို့ရှိရင်လေဝင်ကြီးဌာနတွေပေါ့နော်ဝင်အညူကြီးရဲ့အောက်မှာဆိုကျမတို့ MOWCA ဆိုတဲ့ Mobile Car ဆိုတဲ့အမျိုးသမီးလူငယ်နဲ့ကလေးသင်ငယ်ရေးရာဝင်ကြီးဌာနဆိုတာရှိတယ်ဆိုတော့ဒီဝင်ကြီးဌာနဆိုရင်လေအမျိုးသမီးရေးရာကိုထူးထူးဖြစ်ဆောင်ရွက်နေတာပေါ့နော်မြေပြင်မှာအမျိုးသမီးတွေနဲ့ပတ်သက်တဲ့အမှုတွေမှာဆိုလေအနီးကပ်ကို collaboration လုပ်ပြီးဆောင်ရွက်နေရာရှိတယ်ဆိုတော့တရားရေးဝင်ကြီးဌာနမှာရောအဲ့ဒီဌာနမှာရောပေါ့နော် Mobile Car မှာရောဒါတိုင်ကြားရေးဌာနတွေဆိုတာရှိတယ်အဲ့ဒီတိုင်ကြားရေးဌာနတွေကိုဟို website တွေမှာကြေညာထားတာရှိပါတယ်အဲ့ဒီကနေပြီးတော့တိုင်တန်းလို့ရတာရှိတယ်ကိုကပြည်တွင်းမှာမဟုတ် လို့ဆိုပြီးတော့ကုညီပေးလို့မရတာမျိုးမဟုတ်ဘူးကျမတို့က international measures အထိသွားလို့ရတာရှိရယ် documentation တွေလောက်ထားပြီးတော့နောက်ပိုင်းတည်ရည်အတွက်သွားလို့ရတာရှိရယ်ဟိုလူတို့ခေါင်းဆောင်တွေအတွက်လက်ရှိမှာဒီတော်လည်းရေးဘက်ကလူတွေအတွက်ပြောချင်တာကကြတော့ကျမတို့အရန်ကိုခန်းစားခဲ့ရတာရှိရယ်ကျမပြည်တွင်းမှာတော့ဟိုကျမကိုလိုက်ဖမ်းနေရယ်ဆိုတဲ့အချိန်မှာချင်းချောက်တဲ့ဖုန်းတွေလာတဲ့အထိပေါ့နော်အဲ့ဒီအချိန်မှာကျမကတွေးထားတာတခုကတေးကြရတယ်အထဲထဲမှာဟိုထောင်ထဲရောက်သွားရင်လေလိမ်မိုင်းဆိုင်ရာအကြံခံမှုကရှိမှာပဲစစ်ကြောရေးမှာလည်းရှိတယ်အဲ့ဒီအချိန်မှာအရန်ခံနေရတဲ့အချိန်ဆိုတော့ကျမ ငါ့ကိုဖန်ခံသွားရရင်အဲ့နေရာမှာလည်းရှာကြိုက်ပြီးတေးလိုက်မှာဆိုတာအထီးပေါ့နော်ကျမတို့တွေကဒါခံစားခဲ့ရတဲ့ခံစားချက်တွေပေါ့ဘာကြောင့်လဲဆိုတော့သူတို့လက်ထဲမှာတော့ကျမတို့ထိပါမခံနိုင်ဘူးဆိုတော့ကျမနဲ့ကျမရဲ့မိသားစုလူမှုအတိုင်းဝိုင်းအတွက်တန်ဖိုးရှိတဲ့ကိုယ့်အသက်ကိုယ်တော်ကျမတို့စတဲ့ဖို့ထိဆိုဒီလိုမျိုးသမီးတွေဘယ်လောက်များနေပြီလဲမသိဘူးဒီလိုအခြေအနေမျိုးကိုနောက်တစ်ကြိမ်ခံစားရအောင်မလုပ်ဖို့ပေါ့နော်ကျမကဒီတော်လန်ရေးဘက်ကအစိုးရတွေအကြံပေးချင်တာပါအာမော်ဖရီးမြာကရောဘယ်လိုမျိုးအကြံပြုချင်ပါလဲကျမတို့ရဲ့ဒီ TV လူငယ်အတန်းဇကဝိုင်းရနေပြီးတော့ပေါ့နော် ကျမအနေနဲ့ကအဓိကတော့လူထုခေါင်းဆောင်တွေကိုအဓိကအကြံပြုချင်တာပေါ့နော်ဆိုတော့ကျမအကြံပြုချင်တာကကိုချမှတ်ထားတဲ့မူပေါင်းလစီမူ policy အတိုင်းပေါ့နော်ဒီမူပေါင်းအတိုင်း policy အတိုင်းကိုတည်တည်ချာချာအဲ ကျွလွန်သူကျွလွန်သူကိုလည်းတည်တည်ချာအပြစ်ပေးခိုင်းစီခြင်းလေအာပြီးတော့ကျွလွတ်ခံရတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းအာကျမတို့ဒီဒီကလူထုခေါင်းဆောင်တွေကိုထပ်ပြီးတော့တောင်းဆိုချင်တာကသူတို့အတွက် safe space လေးဖန်တီးပို့ပြီးတော့ဖန်တီးခိုင်းပေးစီခြင်းလေပေါ့နော် safe space လေးဖန်တီးခိုင်းစီခြင်းလေအာပြီးတော့ဒီလိုမျိုးအာ survivor sport center လေးတွေလည်းထပ်ပြီးတော့ရှိစေခြင်းလေပေါ့နော်အဲ့လိုမျိုးတွေထပ်ပြီးရှိစေခြင်းလေပြီးတော့နောက်တစ်ခုအနေနဲ့ကဒီလိုမျိုးအာ story ရဲ့စိတ်ပိုင်းဆိုင်ရာရရောရုပ်ပိုင်းဆိုင်ရာရရောသူတို့ရဲ့ထပ်ပြီးတော့အသက်ရှင်ရ တဲ့အချိန်မှာပေါ့နော်သူတို့အတွက်အများကြီးအထောက်အကူပြုဖို့အတွက်အတင်းတန်းလေးတွေပြီးတော့ဒီလိုမျိုး အာစကားစကားဝိုင်းလေးတွေလည်းများဖန်တီးပေးခိုင်းစီချင်တာပေါ့နော်ပြီးရင်နောက်တစ်ခုအနေနဲ့ကပါထပ်ပြီးတော့အရေးကြီးဆုံးကပါလဲဆိုတော့တင်နန်းပေးတာမျိုးပေါ့နော်ဒီတင်နန်းပေးတာမျိုးကကျမတို့စီမှာအခုကျမဒီ green မှာဆိုလို့ရှိရင်ကျမဒီအာဗာလဲအာဒီ gender ရေးရနဲ့ပဲဖြစ်ဖြစ်ဒီလိန်ပိုင်းဆိုင်ရာကိစ္စနဲ့ပဲဖြစ်ဖြစ်ပြီးရင်အသိပညာပေးတဲ့စီစဉ်မျိုးပြုလုပ်မယ်အကြောင်းတွေမှာပြုလုပ်မယ်လို့ကျမပြောဆိုတဲ့အခါမှာအများအားဖြင့်ကဟိုငင်းခံရတာများတယ်ပေါ့နော်ဆိုတော့အဲအဲ့လိုချင်းတွေမျိုးမှာဒါတွေကိုဟိုဒါတွေကိုပို့ပြီးတော့နားလည်ခိုင်းစီချင်တာပေါ့နော်ဒီလိန်ပိုင်းဆိုင်ရာစကားခံရတဲ့အခါမှာ အဲတော့သူဖြစ်ဒီလိုမျိုးသိပညာပေးလုပ်ငန်းတွေလုပ်တဲ့အချိန်မှာသူတို့ကိုပို့ပြီးအတိအမှပြုတ်ခိုင်းစေချင်တယ်ပေါ့နော်ဒါကရေးပါကြောင်သူတို့ကိုသိစေသိစေချင်တယ်ဒါတွေအတွက်လည်းသူတို့ကိုပညာပေးရဲ့အစီအစဉ်တွေလုပ်ဖို့အများကြီးတိုက်တွန်းချင်တယ်ပေါ့နော်ကိုကိုရိုင်းကဒါတွေအတွက်မလုပ်ပေးနိုင်တော့မှလုပ်ပေးတဲ့သူတွေကိုအထောက်ပံ့ပြုပေးဖို့ထောက်ခံပေးဖို့ဒါတွေကိုလည်းအများကြီးတိုက်တွန်းချင်တယ်ပေါ့နော်ဒါမှသာလျှင်ဒီ ကျမတို့ဘက်မှာရှိနေတဲ့အဓိကပညာရေလက်လက်မမီတဲ့ဘက်မှာပဲဖြစ်ဖြစ်ကျမတို့ရဲ့လူငယ်မျိုးသမီးတွေပြောရမယ်ဆိုလို့ရှိရင်ဒီဘက်လူငယ်တွေမျိုးသမီးတွေကစကားပြောရမှာလည်းရှက်တယ် ပြီးတော့စကားပြောဆိုရလည်းနေတယ်ပြီးဆိုလို့ရှိရင်ပြောရမယ်ဆိုပညာရေးလက်လက်မမီမှုကြောင့်တို့မှပညာရေးပိုင်းဆိုင်ရာမှာအများကြီးအားနေရပေါ့နော်ဆိုတဲ့ခါမျိုးကိုယ့်ကိုဒီလိုမျိုးလာထိရင်တော့မှသူတို့ကနားမလဲကြတာများတယ်ပေါ့နော်အဲအဲ့လိုမျိုးနားမလဲကြတာများတယ်ပြီးတော့ကျွန်မကိုရိုင်းနိုင်ကလည်းချင်းချောက်ခံရဖူတာတွေရှိရလက်နဲ့ကင်ဖွဲကနေပြီးတော့ကျွန်မအဲ့လိုမျိုးအမျိုးသမီးပဲဆိုတဲ့ဟာမျိုးတွေအမျိုးသမီးမို့လို့ဆိုတဲ့ဟာမျိုးတွေကြောက်ချင်းချောက်ခံရဖူတာတွေရှိရဆိုတော့ဒီလိုမျိုးတွေကနေပြီးတော့ကိုတိုင်ကြားနိုင်ဖို့ကိုကိုမတိုင်ရတဲ့တတိရှိဖို့ဆိုတာကလည်းတို့မှလည်းပညာတွေဖြစ်ထားဖို့လေလိုအပ် တ်တယ်ပေါ့နော်ပြီးတော့ကျူးလွန်ခံရတဲ့အခါမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာဗီဒီယိုပိုင်းဆိုင်ရာဖြစ်ဖြစ်တစ်ဖက်တစ်လမ်းကနေတိုးတက်ဖို့အတွက်သူတို့အတွက်တက်မွေးဝမ်းကြောင်းပဲလုပ်ငန်းစဉ်ပဲဖြစ်ဖြစ်သူတို့အတွက်အဆီဇန်တွေအများကြီးအဓိကမြေပြင်မှာအများကြီးပုံဖော်ပြီးဖို့တောင်းဆိုချင်တယ်ပေါ့နော်ဒီကရင်ဒေတာက အာဒီလိုမျိုးဒီမြေပြင်မှာခက်ခဲနေတဲ့အမျိုးသမီးတွေအတွက်ပေါ့နော်အသိပညာဗဟုသုတနဲ့နောက်ပြီးတော့ဒီကိုကိုကိုယုံကြည်မှုပေါ့နော်ရှိဖို့အတွက်ဒါကျမတို့ကအထောက်ပံ့နေပေးဖို့လိုအပ်နေတာကိုပြောပြပေးသွားတာပေါ့နော်အာအခုဆိုရင်လည်းဒီမော်ပရီးမြာဆိုရင်လည်းဒီနေ့ဆက်ကဝိုင်းကိုပါဝင်ဖို့အတွက်ဒါအင်တာနက်ရတဲ့နေရာကိုတကူတကသွားပြီးတော့ပါဝင်ပေးတာဖြစ်တယ်ပြီးတော့ဒီကရင်ဒေတာလိုမျိုးဒီလိုမြေပြင်ကပေါ့နော်လိုအပ်နေတဲ့အကြောင်းအရာတွေကိုပြောပေးသွားတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်